ကျွန်တော်တို့တော်လှန်ရေးမှာတတ်အုပ်စုဆိုတာတီးတန့်ပေါ်နေပြီเนาะဒါကိုတော်လှန်ရေးပေါ်ကိုစေတနာဖြူစင်တဲ့ပြည်သူကစပြီးတော့လုံနေတဲ့ဒူတိုင်းတိဖို့လိုအပ်နေပေါ့တတ်အုပ်စုဆိုတာကလက်ရှိရန်သူဟာဒီကကျွန်တော်တော်လှန်အင်အားစုဒါရန်သူအဲ့တော့ရန်သူဟာတော်လှန်အင်အားစုကိုတွေးခွဲတတ်ရှို့လို့ဘလို့မှမရတဲ့အစုံးမှာတတ်အုပ်စုဆိုတဲ့ဟာကိုနောက်ထပ်တအုပ်စုစင်ပြိုင်ပုံစံမျိုးထောင်ပေးလိုက်တယ် အဲ့ဒီတပ်အုပ်စုမှာဘလို့ဟာမျိုးတွေပါတယ်ဆိုတော့ရန်သူဘက်ကកောင်းနေပါတယ်ပြီးလို့ရှိရင်ရန်သူဘက်ကတော့မဟုတ်ဘူးဒါပေမဲ့ခွေးနေရမရလို့ကိုယ့်အကိုအရင်ရှင်းမရှိလို့စောက်တော့မကြလို့ကြည်သူလက်မခံလို့လူနဲ့ပေါင်းသင်းလို့မရလို့စသဖြင့်ပြစ်ချက်တွေရှိနေတဲ့កောင်းတွေကအဲ့ဒီတပ်အုပ်စုဆိုပြီးတွားထောင်းတယ်တော်နိုင်မှာနေရမရလို့နော်ကိုယ့်ရဲ့အရင်ချင်းနဲ့ကိုလိုချင်တဲ့နေရာနဲ့မကိုက်ညူဖြစ်နေတယ်အဲအစတဖြင့်ကိုကဝင်ကြီးချုပ်နေရာလိုချင်တယ်ဝင်ကြီးနေရာလိုချင်တယ်ဒါပေမဲ့ကိုမကအရင်ချင်းမရှိဘူး အဲ့ဒီအတွက်ဘာလို့ဆိုဘေးထိုင်ဘူးပြောပြီးတော့ဟဲ့ဒီတော်လန်အင်အားစုကိုကျွန်တော်ထိုင်ဖောင်းထုတ်ပြီးတော့ပြောတဲ့အုပ်စုအဲ့ဒီအုပ်စုကတာအုပ်စုတီးတန်တတ်တတ်ရှိတယ်နော်အခုအဲ့ဒီအုပ်စုတီတော်တော်ကိုအင်အားကောင်းလာပြီလို့ပြောလို့ရတယ်လက်ရှိစစ်ကောင်စီဟာရန်သူဖြစ်တဲ့ကျွန်တော်တို့ရန်သူဖြစ်တဲ့စစ်အာဏာရှင်ပေါ့နော်စစ်ကောင်စီတို့ဒီနေ့ခေတ်မှာတော်မယ်အာဏာရှင်ဟာသူတို့ကအဲ့ဒီတပ်အုပ်စုကိုတိုက်ရိုက်ထောက်ပံ့တာမဟုတ်ဘဲနဲ့တွယ်ဝိုက်တဲ့နည်းနဲ့ပန့်ဖိုးပေးတယ်၊ကူညီပေးတယ် ဒေတာအချက်လက်ကစပြီးတော့ခုနကပြောသလိုပေါ့တချို့တလေဆိုရင်အဲ့ဒီထဲမှာတို့ရဲ့လူကိုရှို့ပေးထားတယ်အဲ့ဒီလူကရဲ့တဆင်ဆက်တော်ပြီးမြှောက်ပေးတယ်တက်ကမုံညို့လို့ဟာမျိုးပေါ့နော်တက်ကမုံညို့ဆိုတာအလုံးတိမယ်တော်နိုင်အင်အားစုပုံစံမျိုးအဲ့ဒီထဲမှာကြောက်ဖို့အကောင်းဆုံးကအဲ့တက်ကမုံညို့လို့ပုံစံမျိုးပူတက်ခေါ်တယ်အဲ့ဒီပူတက်တဲ့အားလုံးကဗမာရှိရဲဆိုတော့တပ်အုပ်စုမှာရှိတယ်တို့ကိုတို့ပြောလိုက်ရင်မိဒီအာနာရှင်တွေကိုတို့ကဖောင်းထုတ်တယ် ဟဲ့အာနာရှင်နဲ့တော်နိုင်တယ်ပေါ့ဗျာရှင်ချင်းပြောရင်လူဘိန်းကြိုက်စကားတွေပြောပေးမယ်ဒါပေမဲ့ပြီးလို့ရှိရင်တို့တို့တို့ပြည်သူဘက်ကတော့ရက်တည်လိမ့်မယ်အဲပြည်သူတွေဘက်ကနစ်နာမှာဆိုလို့အာတို့တို့တို့ပြည်သူဘက်ကပြည်သူတွေခံမှာဆိုလို့ဒါပြည်သူဘက်ကနေကာကွယ်ပေးတဲ့ပုံစံမျိုးတို့တို့တို့ပုံဖော်နိုင်မယ်ပြီးလို့ရှိရင်ဘာလုပ်မလဲအဲ့ဒီရန်သူဖြစ်တဲ့အာနာရှင်တွေကိုတခွန်းစားနှစ်ခွန်းစားလောက်တော်လန်တဲ့ပုံစံလုပ်ပေးပြီးတကယ်တို့ရဲ့ဥတီကျဲတိုက်ခိုက်တာဒီရန်သူဖြစ်တဲ့စစ်အာနာရှင်မဟုတ်ဘဲနဲ့တော်လန်အင်အားစုကိုဖြစ်နေလိမ့်မယ် တတိယစာကြည့်ပါကျွန်တော်ပြောတာအခုလို့ကျွန်တော်ရှင်းပြတာဟာကိုတဘောပေါက်မယ်ဆိုရင်မျက်စိနဲ့မြင်အောင်ကိုမျက်စိထဲမှာကို online ပေါ်မှာကို online တုံးဆွနေတဲ့အချိန်မှာဘသူကမြင်အောင်ဟာတဲ့ဆိုတဲ့လူတိုင်းကြည့်လိုက်ထိုင်းမြန်မာနယ်စပ်အင်အားတရားခန့်တပ်ဆွဲထားသောဘလက်တိုစစ်တပ်စခန်းကိုတိမ့်ပိုက်မှုစစ်တပ်ဘက်မှစစ်တီအများပြားထိုင်းဘက်သို့ထွက်ပြေးပြီးလက်နက်ချသူများရှိကာတေဆုံးတန်ရာရမှုများပြားကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလက်တိုကြေးရွာအနီးရှိစစ်တပ်စခန်းကို KNLA ဦးဆောင်သောတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင်စစ်ကောင်စီတပ်ဖက်မှအများအပြားထိုင်းနိုင်ငံဘက်အချမ်းသူထွက်ပြေးသွားပြီးလက်နက်ချသူလည်းအများအပြားရှိကြောင်းရှေ့တန်းတော်လန်ရေးတည်ရင်းမြင့်များကပြောဆိုသည့်မေလ23ရက်နေ့ညနေ9:00နာရီအချိန်စစ်ကောင်စီတပ်၏ဘလက်တိုတပ်စခန်းကို KNU တပ်မဟာ6ဦးဆောင်သောကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းသိမ်းတိုက်ပွဲတွင်စစ်တပ်ဖက်မှတေဆုံးသည့်သူများရှိပြီးလက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူများလည်းရှိနေကြောင်းတော်လန်ရေးတရင်ရင်မြစ်ကဆိုသည့်စခန်းထဲမှာလည်းတည်တဲ့စစ်သားအလောင်းတွေများတယ်လက်နက်ချတာလည်း20ဦးကျော်ရှိတယ်ထိုင်းဘက်ကထွက်ပြေးတာလည်း25ဦးလောက်ရှိတယ်စခန်းမှာကအင်အားတရာလောက်တပ်ဆွဲထားတာဟာ အခုထွက်ပြေးပြီးစိုက်ပျိုးရေးခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိနေသေးတယ်။ရှင်းလင်းတွေလုံနေတော့ပဲဟုရှေတန်းတော်လိုင်းရေးတရင်ရင်မြစ်ကဆိုသည်။ထိုင်းချီစိုက်မလက်ချန်တရင်ဌာနကလည်း KNU ကဘလက်တိုစစ်စခန်းကိုတိမ့်ပိုက်ပြီးနောက်တေဆုံးသူထွက်ပြေးသူနဲ့ဒဏ်ရာရရှိသူစစ်သား60ခန့်ရှိပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နဲ့နယ်မြေအတွင်းသို့ဝင်လာနိုင်ကြောင်းတရင်ရေးသားဖော်ပြထားသည်။ KNLA မဟာမိတ်ပူးပေါင်းတပ်ကခြေမုံနိုင်ခဲ့ပြီဖြစ်သော ဘလယ်ရူးစစ်ကမ်းမှာ2022ခုနှစ်မလ28ရက်နေ့ကတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်သေဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်းစခန်းသို့ပြန်လည်ဝင်ရောက်တပ်ဆွဲ ထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင်းသိရှိရသည်လက်တလောတေဘောဘိုးရွာရှိတေဘောဘိုးစစ်တပ်စခန်းကို KNLA မဟာမိတ်တပ်များကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်း ထို့ပြင်ဝေါ်လီစစ်ပြူဟာကနဲလေးစခန်းထီကောက်လေးစခန်းဥဂရထအခန်းတို့ကိုလည်း KNLA မဟာမိတ်တပ်များကသူများလိုင်းဝန်းပိတ်ဆို့ဖျက်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNLA သတင်းရင်းမြစ်ထံမှသိရှိရသည်အဲ့ဒီခါမှာဒီနေ့ကျွန်တော်ဖျက်ချင်တာတော့ဒီလူတယောက်ဒီလူကျွန်တော်နာမည်လည်းမသိဘူးနော်သိလည်းမသိဘူးမြင်လည်းမမြင်ဘူးဒါပေမဲ့သူ့ဗီဒီယိုဖိုင်တွေတက်တယ်တခါတည်းကစကားပြောတာအဲရဲဝင်းတို့လိုပုံစံမျိုးပေါ့နော်ရဲဝင်းတို့လိုဆိုတော့ဒါရဲဝင်းတို့ကြောင့်ကျွန်တော်ခါမပြောဘူးပေါ့သူပြောတဲ့စကားတွေမှန်တဲ့ဟာတွေတော်တော်များပါရဲဝင်းတို့က နော်မှန်တဲ့ဟာရှိတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့တစ်ခါကျရင်လူကပြောတင်ပြောထိုက်တဲ့စကားကိုမှန်တိုင်းအချိန်တိုင်းပြောလို့မရအချိန်အခါကာလဒေသကာလန်ဒေသအေကန်တနံဆိုတဲ့စကားလိုပဲကာလဒေသအချိန်အပိုင်းခြားကိုကြည့်ပြီးကျွန်တော်တို့ကမှန်တိုင်းစုပြောနေလို့မရဒီကာလလိုဟာမျိုးမှာဒီလိုစကားမျိုးကပြောတင်လားမပြောတင်လားတိတ်ရောက်မှုဘယ်လိုရှိမလဲစတဲ့ပြည့်တို့ချိန်ရတယ်ဒါပေမဲ့ရဲဝင်းတို့ကြားလာခုနကပြောသလိုစုပြောတဲ့အတွက်အရေးရှိတဲ့လူပြောက်ပါနော်ခုနကပြောလို့ break လေးထားလိုက်မှာဆိုရင်ရဲဝင်းတို့လူမျိုးကတန်ဖိုးရှိတဲ့လူပြောက်ဖြစ်မှာ ဲ့လိုပဲเนาะအဲ့ဒီဒီလူပြောင်းလဲအဲ့လိုပဲသူပြောတဲ့စကားပထမနားထောင်လိုက်ချိန်မှာဘယ်လိုပြောလဲဗီဒီယိုဖိုင်တစ်ခုတည်းလောက်နားထောင်လိုက်ချိန်မှာလူပဲကြိုက်တယ်။အော်တကယ်ထက်လိုက်ပြောလိုက်တယ်ဆိုတဲ့အားမျိုးနဲ့အဲ့တော့သူ့ကိုကျွန်တော်ကြည့်လာကြာပြီ။ဒါပေမဲ့နောက်တစ်ဖြည်းဖြည်းနဲ့ပါလဲဆိုတော့ဒီလူဟာကျွန်တော်ခုနကပြောတတ်အောက်စုကလူဖြစ်နေတယ်။ဘူတက်နော်တော်လိုင်းရဲ့အဲ့ဒီဘူတက်လောက်တဲ့ကောင်လေအင်မတန်ကြောက်ဖို့ကောင်းတယ်ရန်သူထက်ကိုပုံကြောက်ဖို့ကောင်းတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ဟာရန်သူဆိုတာမင်းနေရတယ်။မင်းရဲ့ရန်သူငါကမင်းနဲ့ဆက်ချင်ပဲတော်လိုင်းနဲ့ပဲမင်းရန်သူဆိုတာငါမင်းနေရတယ် နော်မင်းကဘာလုပ်လဲငါကြည့်ရတယ်မင်းဘာပြောလဲငါကြည့်လို့ရတယ်ပူတက်ဆိုတဲ့ကောင်မျိုးကခင်ကပြောသလိုနောက်တော့မှနေပြီးတော့ဒါနဲ့ဘုံမဲ့ကောင်မျိုးအောက်တန်းစားတယ်ရှင်းရှင်းပြောပါရအောင်အဲ့ဒီပူတက်လို့ရတဲ့အဲမှာဒီကောင်ကဒါပူတက်နော်ဘာကြောင့်တူကျွန်တော်ပူတက်လို့ပြောလဲကျွန်တော်ပြောပြမယ်တူဗီဒီယိုဖိုင်ကိုကြည့်ပါဒါအခုတူတင်ခဲ့တဲ့ဗီဒီယိုဖိုင်ကတူတိတ်တဲ့လူလည်းတိတ်တိတ်နဲ့မတိတ်တဲ့လူလည်းမတိတ်မတိဘူးเนาะကျွန်တော်လည်းနာမည်လည်းမတိဘူးလူလည်းမတိဘူးပုံကုတ်ရေးရကျွန်တော်သူ့ကိုတိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့လောက်ရတဲ့ဒေါ်လာရင်းအတွက်ပူးတက်လောက်ရဆိုတာကိုကျွန်တော်ပြောတဲ့အတွက် ညီကိုချင်းမောင်နှမအချင်းဖြစ်နေပါစေတော်လိုင်းနဲ့ပတ်တယ်ကျွန်တော်ဘာမှမျက်နှာမမထားဘူးလောလောဆယ်တူပြီးတော့ file ကိုအရေးကြီးပါပါအဲ့တော့ဒီလင်းငါအကြောင်းကျွန်တော်ကလေးလာခဲ့ရင်းနဲ့ကြတော့မှာပါအဲဒီရိုမန်ဂျာအရင်းနဲ့ပတ်သက်ပြီးတဲ့အခါမှာအဖွားကြီးတို့ကမင်းဒေါ်အောင်ဆန်းစုကြည်ဆိုတာလူလူကောင်းဆောင်ပါနော်လူလူကောင်းဆောင်တဲ့နေရာမှာကျမဟာလူလူကောင်းဆောင်ပါလို့ဒေါ်အောင်ဆန်းစုကြည်ကပြောပြီးတော့လူလူကောင်းဆောင်နေရာကိုရတာမဟုတ် ကျွန်တော်ပြောတာမှန်ပါတယ်နော်ဒေါ်ဆန်းစစ်ကြီးကတို့တို့လူတို့ခေါင်းဆောင်ပါလို့တွေးကြော်လို့လူတို့ခေါင်းဆောင်ဆိုတဲ့နာမည်ကိုရထားတာမဟုတ်ဘူးမြန်မာပြည်သူလူဦးရေအများစုကတို့တို့ရဲ့ခေါင်းဆောင်လို့တင်မြှောက်ထားလို့တူမမှာမြန်မာပြည်သူလူတို့ခေါင်းဆောင်ဆိုတာဖြစ်နေတာကျွန်တော်ပြောတာဟုတ်တယ်နော်အဲ့တော့အဲ့ဒီလူတို့ခေါင်းဆောင်ကိုအဖွားကြီးဆိုတဲ့နန်စားတုံးတုံးနာဒီဘယ်လိုလူမျိုးတွေတုံးတုံးလဲရှင်းရှင်းလေးအဲ့ဒီအစိုးရငါးနှစ်တက်လာတယ်နော် ငါနဲ့တက်လာတဲ့အချိန်မှာရခိုင်ရေးခင်းမှာစစ်တပ်ကအန်လီအစိုးရကိုဖိုးထွင်းလိုက်တယ်။အဲ့ဒီအတွက်အန်လီအစိုးရကစစ်တပ်ထိုးထွင်းဖို့ကောင်းကောင်းခြေတူမီတဆောင်ခဲ့တယ်။အဲ့ဒီအတွက်အချို့သောရခိုင်လူမျိုးတွေဒေါ်ဆန်းစုကြည်ကိုမကြိုက်ဘူးပြောတယ်။ဒါပေမဲ့အဲ့လိုမျိုးမပြောဘူး။တကယ်ခံစားချက်နဲ့ပြောတဲ့လူတွေအဲ့လိုမပြောဘူး။အဖွားကြီးဆိုတဲ့နန်စားကိုတုံးတာနေပြည်သူဘက်ကဘယ်တော့မှမတုံးဘူး။ကြိုက်ကြိုက်မကြိုက်ဒေါ်ဆန်းစုကြည်ကိုမကြိုက်တဲ့ပြည်သူတယောက်မှမပြောဘူး။တော်စားစစ်ကြီးပါတဲ့ညာဖြစ်တဲ့တင်းပြောတယ်ရခိုင်ကြီးတက်တယ်ရှင်းရှင်းပဲသူတို့မကြိုက်မကြိုက်ဥတည်ပြောတယ်ဒါပေမဲ့အဲ့ဒီအဖွားကြီးဆိုတဲ့နန်စားဟာလက်ရှိ စစ်ခွေးအုပ်စုအတိုင်းဝိုင်းအဲ့ဒီအချမ်းသားကပဲပြောတာကျွန်တော်ပြောတာမှားလားဟုတ်တယ်နော်ဖိုင်းဆိုတာကပြောတော့နော်သူ့ဗီဒီယိုဖိုင်ကိုကျွန်တော်တက်လာလို့ချိန်ချိန်နေကြတခါကျရင်လည်းကျွန်တော်ခင်းဖြစ်တယ်နောက်ပိုင်းကျမှကျွန်တော်တင်းတင်းအားဗီဒီယိုကသူ့ဘက်ဆိုတော့ကြည့်လို့ဒါပေမဲ့သူ့ကိုဘာကြောင့်ကျွန်တော်ပြောလဲဆိုတော့ကြည့်မှာဖိုင်းဆိုလို့ပြောနောက်ထပ်ကြည့်သူ့ဘက်က like ပေးမယ်ရှင်းနေကိုအဲတော်တော်ရဲ့အခုတွေပေါ့နော်နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ချိတ်ဆက်ပြီးတဲ့အခါမှာအဲဝီလီယံစပက်ကိုမရရအောင်ဖားပြီးတော့သူတို့ဘက်ကလာကြတယ်အဲ့တော့ ။စောက်ဖွားရဲ့မင်းမငင်မင်းမညံ။အဲရအောင်ဖားပြီးတော့သူတို့ဘက်ကလာထိုင်တယ်။ဟာ။အဲ့တော့စောက်ဖွားရဲ့တွေ့နော်။စောင်းနေတော့ခိုင်းခိုင်းပြီးတော့ရိုင်းသွားတာနော်။အဲ့တော့တီတူတကယ်ဒီလူဟာပြည်သူဘက်ကလူပါဆိုရင်တီတူအများစုရဲ့ခေါင်းဆောင်ဖြစ်တင်မြှောက်ထားတဲ့ပူပူမုတ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးကိုမကြိုက်ပါစေအောင်။တကယ်သူဟာပြည်သူပေါ်စေတနာရှိတဲ့လူတယောက်ပြည်သူ့ဘက်ချမ်းရက်တည်တဲ့လူဆိုရင်အဲ့ဒီအတုံးနှုံးကို ။စောင့်နဲ့ခိုင်းတိုင်းဝင်မပြောနဲ့အဖွားကြီးဆိုတဲ့အတုံးထုံးတော်တုံးထုံးစရာအကြောင်းမရှိဘူး။ကျွန်တော်ပြောတာဟုတ်တယ်နော်။ရှင်းတယ်မလား။အဲ့တော့ဘလောက်ပဲခံဆောင်ထားပါစေ။ရင်တွေကမဖြောက်မှန်တဲ့အရာကလူတွေဟာဘလောက်ပဲအပြင်မှာဟန်ဆောင်ထားပါစေ။ဒီအရာတစ်ခုပေါ်မဖြောက်မှန်ရင်တစ်ခုမှတစ်ခုနဲ့ပေါ်တယ်။နော်။ကြည့်ပါမင်းမင်းရဲ့မင်းမင်းရဲ့စောင်းနေတော့ခိုင်းနေသွားတာနော်ဟိုလောင်မျိုးကဒီကိစ္စကြီးကိုသူကဒီမိုကရေစီအိုင်ကွန်ဖြစ်တဲ့အတွက်ဟောအမှန်တရားပေါ်ပေါက်ရေးအတွက်တောင်းရမယ်လို့ဆိုတဲ့ စိတ်ညိုးနဲ့မဟုတ်ဘူးတပုံးမယ်ပြီးမယ်လိမ့်မယ်ကလိန်ကြမယ်တော့အဲ့ဒါတွေအတွက်လို့အထောက်ပံ့ဖြစ်ဖို့ဝါတွေအတွက်ဟာလို့ဝိညာဉ်ပြီးအောင်ပါဗျာအဲ့ဒါဝိညာဉ်ပြီးတာရဲ့ပထမအဆင့်ကဘာလို့ဆိုတော့အာကုလားတမကအထွေထွေတွင်မှုကျောက်ဟောင်းကူဖီအာနန်ကြီးကိုကထားပေးပြီးတဲ့ခမဟာရခိုင်ကျန်သူတွေအတံပြုကော်မရှင်ဖွဲ့တယ်အဲ့ဒါကပါနေတာတွေပုဂ္ဂိုလ်တွေကသူတို့ဆရာတွေပဲသူတို့ တကယ်အမှန်တရားပေါ်ပေါက်ဖို့အားနဲ့အနာဂတ်ဟာတွေကောင်းဖို့အားတွေအတွက်ဝိုင်းဝန်းပြီးတော့အကြံပြုခဲ့ကြတယ်။ဘာ။အဲ့ကောမဒီကိုဖွဲ့တာကအစယူရချက်ကဒရေမမှန်ငယ်ဘူးဗျ။ပလင်ကတိတာလို့ပလီပလာလို့ဖွဲ့တာတော့ဖွဲ့လာ။ဒေါ်ဆန်းစတူဒီယိုတူတုံးတုံးနေတဲ့စကလုံးတော့စောင့်နေတဲ့တုံးတုံးနဲ့အခုတူဆက်ပြောနေတဲ့စကားတွေကြည့်။နော်။ကလင်ကတိလို့ပလီပလာလို့ဒေါ်အောင်ဆန်းစွတ်ကြည့်ဘဝမှာကလင်ကတိလောက်ခဲ့တာကိုမြင်ခဲ့ကြဘူးလား။နော်။စတီဒူပြောတာဆန်းလားမသိဘူး။ ်ဖွဲ့ဖွဲ့ပြီးပြီးချင်းမဲမှာတကယ်ဘာလို့ဖြစ်ခဲ့တာတော့ဒီလည်းသိရောထွက်ထွက်တဲ့လူတွေကထွက်ပါညာတွေဖြစ်ကုန်အောင်ဒီကောက်ကိုကျွန်တော်သတိထားမိတဲ့ကြိုက်ဆိုသူကစကလုံးနေတုံးတုံးတက်တယ်နောက်ပြီးတော့နိုင်ငံသားမှနေတဲ့တယောက်ဖြစ်မယ်ဥပဒေကြောင်းရကိုနေ့ကပြောတော့အခုလို့ကလူနာမည်တွေခေါ်လိုက်မယ်ဆိုရင်မှတ်မိတယ်ခေါ်တတ်တယ်သူစအုံဆုံးပြောတဲ့အချိန်တုန်းကဒေါ်ဆန်းစုကြည်ကိုမပြောနဲ့နော်ပြည်သူကောင်းဆောင်နေတော့မှမတိုက်ခိုက်ဘူးဆောင်းမအားလာမအားလာရဘလို့အာအဲ့ဒီဆောင်းမအားလာစတဲ့ဖြစ်မင်းအောင်နိုင်တို့ဆောင်းမင်းပြီးတော့ဆဲပြီးတော့ လူရဲ့အာယုံဆွဲထားခဲ့တယ်။တဖြည်းဖြည်းနဲ့အာကိုပြောတာမှန်တယ်ဟုတ်တယ်သူပြောအဲ့ရနေတဖြည်းဖြည်းနဲ့ခွန်းကပြော NGO စဖောင်းထုတ်တယ်။ NGO ကဘယ်နေရာဆောက်တော့မကြဘူး။ကျွန်တော်ပြောမယ်။ NUG ကိုကျွန်တော်တို့ကနာမည်ကင်ပြီးပြောနေတဲ့ကောင်းတယ်။ကျွန်တော် NUG နဲ့လည်းဘာမှမပတ်သက်ဘူး။နော် NUG ကိုဖားစရာလည်းအကြောင်းမရှိဘူး။ပြည်သူတယောက်နေတဲ့ဒီနေ့ဒီအချိန်ထိဘယ်ပါတီမှလည်းမဝင်ခဲ့ဘူး။ပြည်သူအစ်စ်တယောက်နေနေခဲ့။ဒါပေမဲ့ကျွန်တော်တခုံးပြောချင်တယ်။ NUG ကိုဖောင်းထုတ်မယ်ဆိုတော့ဒါဟိုဘက်ရွက်ကောင်ကျွန်တော်မုံတော့အခုကျွန်တော်ပြောမှဒီ ပြည်သူဘက်ပြည်သူဘက်ကတော်လှန်ရေးဘက်ကပါလို့ပြောပြီးတော့ NGO ဖောက်ထုတ်နေတဲ့ကောင်တွေကိုကျွန်တော်မေးချင်တာ NGO ကြီးဆိုတာကဥယျာဉ်မှတယောက်တည်းပိုင်တဲ့အရာလားဒေါက်တာဇော်ဝင်ဆိုတယောက်တည်းပိုင်တဲ့အရာလား NGO ကြီးဆိုပြီးတော့ဝလုံးရှင်နဲ့တိန့်ကျင်းလိုက်ရမယ်ဆိုရင် NGO ကြီးမှာဝင်ကြီးဌာနဘယ်လောက်ရှိလဲအဲ့ဒီဝင်ကြီးဌာနမှာလုပ်နေတဲ့သူဘယ်လောက်ရှိလဲ တော့ဝလုံးချင်းနဲ့တိတ်တုံးနဲ့ကဒီအဲ့ NUG ဆိုတဲ့ government ကြီးတစ်ခုမှဝင်ကြီးဌာနပေါင်းများစွာအဲ့ဒီဝင်ကြီးဌာနတစ်ခုမှနေအတွင်းဝင်တို့လူပေါင်းလုံးရှိတဲ့အရာမင်းတို့ပြောသလို NUG ကိုမကောင်းတဲ့အရာတစ်ခုနဲ့တိတ်ကြုံပြီးတော့ပြောလိုက်မယ်ဆိုရင်အဲ့ဒီမှာရှိတဲ့လူအလုံးကမကောင်းတာလားအဲ့ဒါအဖြစ်ပဲအားကြောင့်မလို့ဒီတော်လိုင်းရင်းမှာပြည်သူဘက်ကစေတနာရှိတယ်လို့ဘာလို့လို့နဲ့နော်လောက်ပြီးလို့ရှိရင် NGO ဖောင်းထုတ်တယ်ကက်ကောင်းပြီ ကျွန်တော် NGO လုံးနေတာမဟုတ်တော့ကာမာလုံးပြီးလုံးနေ lobby လုံးနေတာမဟုတ်တော့ကောင်းပြီ NGO မကြိုက်ဘူးကျွန်တော်လည်းကဲအဲ့ဆိုမင်းရော NGO ကြိုက်လားမင်းကျွန်တော်လည်းတရားရတယ်တော့မကြိုက်ဘူးမကြိုက်ဘူးဒါပေမဲ့အဲ NGO ငါတို့မကြိုက်ဘူးကဲမင်းလည်းမကြိုက်ဘူးငါလည်းမကြိုက်ဘူးအဲ့ဆိုမယူးကွာ NGO ခဲလိုက်တော်လိုင်းရုပ်ရှင်းဆက်သွားလို့ရတယ်အဲ့ဒါပဲဖြစ် NGO မရှိဘူးတော်လိုင်းရုပ်ရှင်းဆက်သွားလို့ရ NGO အစားနောက်ထပ်အစားထိုးမဲ့ government ရှိလားမရှိဘူးဒါဆို NGO မရှိဘဲနဲ့ဟဲ့တော်လိုင်းကသွားလို့ရတယ်မရဘူးလေ အဲ့တော့မရမဲ့အတွက်ဒါကြီးကိုအပြစ်ခံပြောပြီးတော့လုံနေတဲ့ပြည်သူစိတ်ပြအောင်ဝင်းရနေတဲ့သူစိတ်ပြအောင်အောက်မှာတိုက်နေတဲ့ရဲဘော်တွေစိတ်ပြအောင်စောက်ပြစ်ခံပြောတာအမှန်လားဖြစ်တဲ့အရာလားမဖြစ်တဲ့အရာလားအဲ့တော့သကလုံးကြီးကြီးကျယ်ကျယ်နေနဲ့ပြောပြီးရင်ပြည်သူကိုအမှန်တရားလမ်းကြောင်းပြောပြီးလို့ရှိရင်စီးရုံးမယ်လှုပ်ဆောင်မယ်နော်အခုဒီကောင်ဆိုကြည့်လိုက်အာတခါတဲ့သူပြောတဲ့အမောင်အရေးတန်တန်နဲ့မာလာတွေဘာဖြစ်ညာဖြစ်တယ်ဇောင်းပေးပြီးတော့အာယုံယူတယ်ပြီးလို့ရှိရင်ပပပပပြန်ထည့်တော်လှန်အင်အားစုဘယ်နေရာဆောက်သုံးမကြဟာလူပဲပြန်ပြစ်ချက်တွေထိုင်ပြောအများကြီးပေါ့ဟုတ်တယ်မလား အခုသူထိုင်ပြောနေတဲ့အဲ့ကောင်မင်းရောဘယ်နေရာမှာအပြစ်ရှိလဲဒီတိုင်းပြည်အတွက်ဒီပြည်သူတွေအတွက်မင်းရောဘယ်နေရာကအကျိုးပြုထားပြီလဲအဲ့ဒါလေးကိုပြန်မေးလိုက်ဒီကာလဟာနော်ရန်သူကိုကလွဲပြီးတော့ဒီဘက်အချမ်းကအချင်းချင်းစောက်ပြစ်ပြောရမယ်ကာလမဟုတ်ဘူးရှင်းရှင်းလေးအဲ့ဒါအဲ့ဒါအဲ့ဒါလေးပဲကျွန်တော်တို့အများကြီးမှတ်စရာမလိုဘူးဒီကာလဟာရန်သူဘက်အချမ်းကလွဲပြီးတော့ဒီဘက်အချင်းချင်းမြန်မြန်ကချင်ချင်းဖြစ်မော်ဝင်းဖြစ်ဗမာဖြစ်ရခိုင်ဖြစ်ဒီအာနာရှင်ကိုတော်လှန်နေပါတယ်ဆိုတော့အချမ်းကတယောက်နဲ့တယောက် စောက်တစ်ထိုင်ပြောပြီဆိုရင်အဲ့ဒီကောင်ကဂျိန်းနေတယ်အဲ့ဒါတက်အုပ်စုအောက်တန်းသားပဲတော်လိုင်းမှာမလုံနိုင်ဘေးထိုင်နေလုံနေတဲ့လူကိုစောက်တစ်ပြောတာဆရာကြီးမဟုတ်ဘူးအဲ့ဒါစောက်ဖို့နော်ဒီကောင်ပေါ့ဆိုင်တော့ကြည့်အာအမရိုင်းနဲ့အပြစ်တွေပြောပြီးတူတူတစ်တူတက်ပေါ့ဟာလောကကြီးမှာလူများကိုစောက်ပြစ်ပြောတာအဲ့ဒါစောက်ဖို့နေလို့လူများအပြစ်ပြောတာအင်မတန်လွယ်တဲ့လို့လူများကိုအပြစ်ပြောရင်ကိုယ့်ကိုအကောင်ထင်းနေအဲ့ကောင်ဗရင်းချောင်းနေတဲ့ကောင်ပဲမိမမိတိုက်တဲ့ပညာတတ်ပြီတိုက်တဲ့ဆာတတ်ပြီဒီလားသူများတို့အပြစ်ပြောရတာမဟုတ်ဘူးတကယ်စေတနာရှိရင် ့ NUD လုတ်နေတဲ့နေရာဘယ်နေရာကတော့ဒီလိုမှားနေဟဲ့တယ်လို့အမှန်တော့ကအဖြေပါတစ်ခါလည်းပြရတယ်အဲ့ဒါမှအပြုတ်ဘောဆောင်ကြီးထောက်ပြရတယ်ဒီလိုကောင်မျိုးတွေကပူးတက်နေတာဟာပြည်သူဘက်ကမခံနိုင်တော့ NUD ရဲ့လုတ်ရက်တွေမှားနေလို့ဒါပြည်သူတွေကနစ်နာတယ်တွန်းလန်းပတ်မတိနေဟုတ်လို့လို့ပေါ့အဲအဲ့ဒီအကွမျိုးတက်ကမွန်ညိုတို့ပြောတဲ့စကားကြီးနော်တက်ကမွန်ညိုတောင်းဆိုကျွန်တော်တစ်ခါမပြောဘူးပါဘူးကျွန်တော်ကြည့်နေဘောဆိုတော့ကျွန်တော်ကလေကျွန်တော်ခံယူချက်ဟောကိုယ်စိတ်အတွေးရရန်သူဖြစ်နေပါစေကျွန်တော်တေး ပေးပတ်ချင်လောက်စိတ်ကျင်းတဲ့ကောင်ဖြစ်နေစေဒါပေမဲ့အဲ့ဒီလူကတော်လိုင်းရဲ့အချမ်းဆိုရင်ကျွန်တော်သူ့ရဲ့အသက်ကောင်ကျွန်တော်ကာကွယ်တင်ကာကွယ်လိမ့်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီဘက်အချမ်းမှာဒီကာလကကျွန်တော်တယောက်နဲ့တယောက်ရန်ရှားမယ့်အရာအချိန်အပြစ်ချမယ့်အချိန်ပေါ့အေးရန်သူဘက်ကဆိုရင်တော့ဘာကောင်မှမဖြစ်အကုန်ကျွန်တော်ဆော်တယ်နော်အဲ့တော့အခုတက်ကမိုးညိုလို့ဒီကောင်လို့ဆိုတာဒါကသူတို့ကရန်သူထက်ကြောက်ဖို့ကောင်းတယ်တပ်အုပ်စုဖြစ်နေတာဒါကြောင့်မို့လို့ကျွန်တော်တို့ဒီတော်နိုင်အခင်းချင်းမှာအဲ့ဒီတပ်အုပ်စုကိုတတိထားဖို့လိုအပ်နေပြီနော်ဟုတ်ကော ဘာပတ်ပြီးတော့ခရီးချက်နေတဲ့ကောင်ဘာလို့အောက်ကမင်းမောင်လားအေးအောက်ကမင်းမောင်နော်အောက်ကမင်းမောင်ပန်ဆယ်လိုတိုက်ခိုက်နေအများကြီးနေတော့အောက်ကမင်းမောင်နဲ့ပန်ဆယ်လိုဖြစ်နေလာလို့ထင်လိုက်တယ်ဟုတ်တယ်နော်မဟုတ်ပါဘူးအောက်ကမင်းမောင်နဲ့အောက်ကမင်းမောင်ကတော်လိုင်းဘက်ကိုတိုက်ခိုက်နေတာဘာဖြစ်လို့လဲပန်ဆယ်လိုခိုးတာမခိုးဘူးလားဆိုတော့ကျွန်တော်လည်းမသိခင်ဗျားတို့လည်းမသိတူတိတ်တယ်ဆိုရင်အချက်လက်ဒေတာနဲ့ပြည်သူ၆ပြတယ်ဒါပေမဲ့လက်ရှိပကတိအရှိတရားကတော့ပန်ဆယ်လိုတယောက်ဟာတော်လိုင်းရေးအတွက်တစ်လောက်ကိုဘယ်လောက်အကျိုးပြုနေလဲ အုတ်ကမင်းမောင်ဆိုတဲ့အဲ့ကောင်တကောင်ကဘာပတ်ပြီးဒုက္ခရေချက်တာပဲရှိတယ်။တိုင်းပြည်အတွက်ဟဲ့ဒီဒေါ်လာကြီးအတွက်ဒီစစ်အာဏာရှင်လွတ်မြောက်ဖို့အတွက်ဘာလို့မှစောက်ချုပ်ပြရမှာမဟုတ်ဘူး။ပတ်စံလေးဒေါ်လာ100လောက်ဒေါ်လာ900လောက်လှူပြီးငါဒေါ်လာကြီးမှာတာဝန်ကျေဝါပြီဆိုတော့စောက်ချုပ်ပြရတာမချိုးနဲ့။နော်အဲ့တော့လူမျိုးတွေအများကြီးရှိတယ်။ငါတို့ဘလောက်လှူခဲ့လှူခဲ့တာမပြောနဲ့။မင်းကမင်းအသက်ပေးပြီးတော့လုပ်ခဲ့တာတော့မှမင်းဒေါ်လာကြီးမပြီးမချင်းလမ်းလည်းကောင်တက်တဲ့မှာပိုင်းသွားရင်မင်းကဒေါ်လာကြီးအတွက်ပြီးမြောက်လုပ်တဲ့လူစင်းနေမှာပါဘူး။ကျွန်တော်အခုကျွန်တော်ထောက်ဖို့လုပ်လိုက်နော်ကျွန်တော်နှစ်နဲ့ချီပြီးကျွန်တော်အလုပ်ကျွန်တော်မလုပ်ဘဲလုပ်လိုက်အခုကျွန်တော်ပိုင်းလိုက်ပြီဟာဒီတော်နိုင်မှာနော် ကိုစီပါခဲ့တယ်ဆိုတာအလကားပဲဂုံစာပြလို့မရဘူးတင်ငါတော့ဘလောက်ထိပဲလုံနိုင်ခဲ့တယ်ဆိုတော့မျက်နှာငယ်နဲ့လူသားနဲ့ပြောခွင့်တော့မရှိဘူးငါဘလောက်လုပ်ဘူးအဲဆိုရယ်ဂုံစာလို့မရဘူးတော့အဲ့တော့အောက်ကမင်းမောင်အခုပန်ဆယ်လိုတိုက်ခိုက်နေတယ်ဘယ်လိုကပြောအောက်ကမင်းမောင်ဆိုတဲ့ဒီကောင်ဟာဒီတော်လိုင်းရေးအတွက်ဒီပီတူအတွက်ဘာတစ်ခုမှအကျိုးမညူထားဘူးနော်ပန်ဆယ်လိုဆိုတဲ့မိန်းကလေးဟာသူ့ရဲ့တလတာအစွမ်းအားတော်နိုင်ရေးတိုင်ရင်တက်ဖို့အတွက်ဘလောက်ကူညီထောက်မနိုင်ဘူးဘာကြောင့်မလို့ပန်ဆယ်လိုတိုက်ခိုက်နေတာဒီပုံကူကြီးကသူ့အတူဘယ်လိုပဲတိုက်ခိုက်တော်လိုင်းရေးကိုတိုက်ခိုက်တာ ਨੇ အတူတူပဲ တော့အခုဒီကောင်လည်းတလူပဲအလိမ့်မွေးပြမတိပြည်သူဘက်ကအာ MD ကဘယ်ညာဆောင်တော့မကြလို့ဘယ်ဝင်ကြီးကဘလို့ပေါက်ကြီးကပြောလို့ဘယ်လူတွေလေးဗျာတရားရဂိုင်တော့ပြည့်ချက်ကင်းစင်တဲ့ကောင်လောကကြီးမှာရှိလားလူဟာတရားရဂိုင်တော့ပြည့်ချက်ကင်းစင်နေချိန်နေတယ်အဲ့ဒါခရီးဖြစ်အဖြစ်မဖြစ်ယဟန်နာဖြစ်နေလိမ့်ဖရာယဟန်နာမဖြစ်ဘဲနဲ့ပြည့်ချက်ကင်းနေတဲ့လူကလောကမှာမရှိဘူးဒေါအောင်ဆန်းစုကြည်ဘလောက်ပဲအတိတ်တိကောင်းတဲ့ပညာတတ်တယ်ပြောဒေါအောင်ဆန်းစုကြည်နဲ့အလိုက်ကြည့်မယ်ဆိုအပြစ်တွေရှိမှာပဲဒါပေမဲ့ကျွန်တော်တို့ကခဏကပြောသလို အပြုတ်တဘောဆောင်မှာလားအပြက်တဘောဆောင်မှာလားအပြုတ်တဘောဆောင်မယ်ဆိုရင်အချက်တရားမှာပြစ်ချက်နော်ငါးခုလောက်သွားတွေ့ရဟောအဲ့ပြစ်ချက်ကိုခံပြီးလက်ညှိုးထိုးနေတာအဲ့ဒါအပြုတ်တဘောဆောင်တာပေါ့အဲ့ဒါအပြက်တဘောဆောင်တာနော်နင်းတို့များကြည့်အပရိတ်ကိုကြည့်ပြီးကျွန်တော်တို့ကပြောရမယ်ဟုတ်ကဲ့မလားအဲ့တော့ဖမ်းဖို့တရားကိုဘယ်နည်းပြောအောက်ကမင်းကပန်ဆယ်လို့တခုဘယ်နေရာခိုးတယ်နော်သူတလားရတဲ့ငွေဘယ်လောက်ရတယ်အဲ့နေရာဘယ်ငွေဘယ်လိုဘယ်လိုထက်တဲ့ငွေဘယ်လိုကိုကျိုးချတာဘယ်ဟာပြည်သူပိုင်ငွေအဲ့လိုတိတိကျကျ data နဲ့စော်ပါအဲ့လိုဆိုရင်အားပေးတယ်ကျွန်တော်တို့ကျွန်တော်စော်ပြည့် ဒါပေမဲ့အဲ့လိုဆော်မဲ့လူကျွန်တော်တို့မြန်မာနိုင်ငံအတိုင်းအဝန်းမှာမရှိဘူးလေဖန်းဒန်းစီထီထန်းလမ်းလျှောက်ဟမ်အများကြီးအောင်လို့ရောင်းအမောင်တောင်းမ်းပြည့်ဆိုကောင်းကြီးပဲတကယ်ကဒေတာတိတိကျကျနဲ့အပြစ်ပြောတတ်လားဖမ်းပလိုက်နောက်ဆုံးစင်တာအရေးကြီးတပ်ပလိုက်အများပြည်သူကိုချီကကိုချိုးအမြန်ကိုချိုးစည်းဝါထုတ်နေတာကျွန်တော်တို့ကျွန်တော်တပ်ပလိုက်ဖမ်းပြီးတော့ဒါပေမဲ့ထင်အောင်ထင်မှန်းအားဒီကောင်ကွာမလုပ်နေလေညာလုပ်နေကိုထင်းနဲ့လိုက်တိုင်းပြောလို့မရအောင်တော့ကမှာကိုကကတော့စားဖြစ်နေပေမဲ့သူများကတော့စားမျက်လုံးနဲ့တွားကြည့်လို့မရဘူး အဲ့ဒါရှင်းရှင်းလေးဦးရင်မနော်အရက်တောက်လို့သွားပြောတယ်ရချာစီတောက်လို့သွားပြောတယ်နော်ဦးရင်မတို့ဝင်ကြီးတယောက်မပြောနဲ့တာမန်ပီလီရဲ့တယောက်တော့မှပီလူနဲ့တွားကြည့်ပီလူတွေဘယ်လိုပြုစုလဲအဲ့လိုစိတ်မျိုးနဲ့ကျွန်တော်တို့ကြည့်ရအဲ့တော့တဖြည်းဖြည်းနဲ့ဘာဖြစ်လဲအဲ့လိုမျိုးပြစ်ချက်တွေကိုစွတ်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 ပေးတယ်တစ်ဖက်ရန်တို့ကဘာလို့သူတို့ကိုယ်တိုင်တိုက်ရိုက်တွေးခွဲလို့မရတော့တဲ့အတွက်ဒီတော်တိုင်းအင်အားစုကိုသူတို့ကိုယ်တိုင်တိုက်ရိုက်တွေးခွဲလို့မရတဲ့အတွက်တပ်ပတ်တီကိုကျွန်တော်လှုပ်ပေးလိုက်ဟမ်တပ်အင်အားစုကိုအဲ့ဒီတပ်အင်အားစုထဲမှာသူတို့ရဲ့လူတွေကိုတစ်ချို့တော့ထည့်ပေးလိုက်အဲ့ဒီကောင်ကြီးကဘာလုပ်လဲကုန်ချမ်းရှာပေးတယ်ဘယ်နည်းကပြောသလို အဲပြည်သူဘက်ကရက်တည်သူဘာလို့လို့ ਨੇ မင်းကပြောသလိုလူတယောက်ကအချက်တရာရှိလို့ရှင်ငားချက်တော့ပြစ်ချက်တွေ့လို့ရှင်အဲ့ဒီ65ချက်ကကောင်းတဲ့အရာကိုမင်းမေ့ဝအောင်ဒီငားချက်ကိုရိုးတင်ပေးပြီးတော့အဲ့အဖြစ်ကိုအော်ပေးတယ်အဲ့တော့တာမန်လူပေးအချက်အချက်ကြည့်မယ်ဆိုအာဟုတ်တယ်ဒီလိုမှဒီပြစ်တယ်ဟာဟုတ်တယ်ကွာဒီလိုဘယ်လိုဖြစ်လဲပါပြီအင်းအားရရောက်ကုန်ပြီအကုန်တွေးတယ်ကွဲကုန်ပြီဘာဖြစ်လဲညံတူတာပြီနော်အဲ့တော့ဒီကောင်ကိုဆိုတာအဲ့လိုမျိုးမေယောကြီးသူ့ဗီဒီယိုခိုင်းနေကြည့်ဖို့လို့ရှိတာလားမသိဘူးကျွန်တော်ကျွန်တော်သူ့ဖော်လိုဝါလည်းလုပ်တော့ဒါပေမဲ့တက်တော့မှတက်တက်လာတယ် အဲမူကြောင်မူကြောင်ဆေးကွက်တယ်လို့ဘာလို့ဒါမှထားပါဒါနဲ့သူ့ရဲ့ပုံကိုကြီးကိုကျွန်တော်မပြောချင်ဘူးဒါပေမဲ့သူ့ရဲ့ကာတာဖြစ်နေတဲ့ပုံကိုကျွန်တော်ပြောပြတာမှာသူ့တို့ဘာမဲ့လို့ဒါတော့သူ့ရဲ့ပုံကိုကြီးကိစ္စတော့ကျွန်တော်မွေပန်ချင်ဘူးဒါပေမဲ့ပြောချင်တာကလူတို့အားလုံးအများစုတဲ့အထုံးမြတ်ထားတဲ့ခေါင်းဆောင်တယောက်ကိုစောင့်တဲ့ခိုင်းခိုင်းတာလို့တလူမျိုးလောက်တာလို့ကတည်ခြင်းဆိုတဲ့ဒေသတယ်အဲ့တော့ဒီပဲတည်စီချင်တယ်နော်ဒါကမင်းတို့အစ်စင်လောက်မပြောနဲ့မင်းတို့လို့ဘယ်တော်ဆန်းစုကြည်နဲ့တိုင်းမှာဆိုမင်းတို့အစ်စင်ကချင်းပုံမဲ့အစ်စင်တော့မရှိဘူးအမေစုထောင်းမှာကတ်နေတဲ့ချင်းပုံစောက်စင်တော့မရှိတဲ့အစ်စင် ဘာဖြစ်လို့လဲသိလားမင်းတို့တော့မော်မကြီးနိုင်ခဲ့တဲ့မင်းတို့ကိုတဆုံးချလာခဲ့တဲ့နေဝင်းလိုမျိုးတန်းရှင်လိုမျိုးခင်ညွတ်လိုမျိုးကောင်းနေတော့နိုင်ငံပိုင်မီဒီယာကနေအပုတ်ထတိုက်ခိုက်ပြီးတော့ထောင်ထဲဖမ်းထည့်ခဲ့တဲ့အမျိုးသမီးအဲ့ဒါလို့ယောက်ျားကောင်းနေအဲ့လိုစစ်ကောင်းဆောင်နေတော့မှအနိုင်မယူနိုင်ခဲ့တဲ့အမျိုးသမီးအဲ့တော့မင်းတို့စောက်စင်းနေတွားပြီးတော့မပုတ်ခတ်နဲ့ဒါပေမဲ့အခုရှိတာကဒေါ်ဆန်းစုကြည်ကမင်းတို့ပြောလိုက်သူဘာမှမဖြစ်ဘူးတီတူအားလုံးကအများစုက ခေါင်းဆောင်တင်မြောက်ထားတဲ့လူတယောက်ကိုဒီလိုမျိုးစော်ကားတာဒီလိုလောက်တာဒီမင်းတို့ကပြည်သူကိုတိုက်ရိုက်စော်ကားတာမင်းတို့ကလောက်ရကတော်လိုင်းရေကိုဖျက်ဆီးတာပြည်သူအများစုလူညာတော်လိုင်းရေကိုနည်းဗီဒီယိုဖိုင်တစ်ခုလေအတော်လိုင်းရေဖျက်သွားပြီတဲ့ပြီးသွားပြီတဲ့ဟောတော်လိုင်းဖျက်သွားပြီလားအဲ့ဒါဆိုရင်အာနာသိန်းကစဆန္ဒတွေပြတဲ့အချိန်နဲ့လက်ရှိရောက်နေတဲ့အချိန်မိအမေတွေစစ်ကွေးနေငါစစ်သားပါရဲပါဆိုပြီးတော့မြန်မာနိုင်ငံလုံးစောက်ဖက်မှမှနဲ့တွားရဲနေတဲ့အဲ့ပစ်ချက်တစ်ခုဒီကိုနိုင်စွဲထုတ်ပြီးတော့ဒီလိုမျိုးကြေကနာရှာကြမယ်ဆိုရင်တော့ကြောက်နေကြောက်ပြီးမှမဟုတ်ဘူး เนาะအဲ့တော့မင်းတို့ကငါပြောချင်တာကရန်သူဘက်ကရက်မှာပြက်ပြက်တတ်တတ်ရက်လေတိတ်ခါရှိတယ်ကွာငါပြောတာတိတ်ခါရှိတဲ့အလုပ်ကိုလှုပ်ဖို့ပြောနေတာတိလားငါရန်သူဘက်ကနေမယ်ကွာဟုတ်တယ်မလားငါကိုချိုးမြတ်ရလို့ဒါမှမဟုတ်မင်းတို့ယုံလို့မင်းတို့ငါကြည့်မရလို့စက်ပြင်းငါနေရမရလို့အဲ့တော့ပတ်မကြီးထိုးပေါက်မယ်ကွာဟမ်မင်းတို့မလို့ကငါပတ်မကြီးထိုးပေါက်မယ်ဒါမှမဟုတ်ယောက်ျားပြီးပြီပေါ်တင်ပြောပြီးစိတ်ဟော်ပြီးလှုပ်ပါဘာလို့ကိုအောက်တန်းကြတဲ့လောက်ရည်ပူတက်တဲ့လောက်ရည်လောက်ကြတယ်တက်ကမုံညိုလို့မင်းဒီကောင်ဒီကောင်ဘာကောင်လဲဒီကောင်နေမယ်မကိုလည်းမသိပါဘူးနေမယ်ဟမ် ယောက်ျားပီတာတိလားမင်းတို့ပြောချင်တာကအဲ့ဒါပဲတော်လန်ရေကိုပူတက်ကြမယ်ဆိုလို့ရှိရင်ကိုကဘယ်အဆင့်လဲကိုစောက်ခွက်ကိုကိုမှန်တမ်းပြန်ကြည့်ကိုကိုတော့ကြီးညိုနိုင်နေရတာနော်အဲ့ဒါပဲပြောချင်တယ်အဲ့တော့မင်းတို့တော်လန်ရေကိုပူတက်နေတဲ့ကောင်တွေအားလုံးကိုဒယ်ပဲပြောမယ်ဒီနေ့2021ခေတ်က88လုံးမျိုးပေါ်ပန်း40ပြောလို့နားယောင်တဲ့ဗီဒီယိုတွေမဟုတ်တော့ဘူးအားလုံးကကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်အမြင်ရှိတယ်အတွေးရှိတယ်မင်းတို့ထက်မင်းတို့ရုပ်တံငါတို့ရုပ်တံကိုကြည့်နေတဲ့ ကြည့်သူတွေဟာမင်းတို့ငါတို့ထက် level မြင့်တဲ့သူတွေအများကြီးရှိတယ်ဆိုတော့ကိုယ့်ကိုနည်းနည်းလေးအတိလေးထားပြီး break လေးအုပ်ပေးကြ။ဘာဖြစ်လို့လဲယူမော့ကောင်းလို့မြင်ရတာနော်။ software မဆိုင်လို့ဒေတော့လာမကျေနိုင်လဲတဲ့။ငါပုံကိုခန်းစားချက်နဲ့တိလည်းမတိဘူးလူတယောက်ကိုဒါပေမဲ့ခရင်းကပြောတော်နိုင်ရင်နဲ့ပတ်သက်လာတယ်လူလူကောင်းဆောင်နဲ့ပတ်သက်လာရင်တော့ငါတို့ဘလို့ညံ့မှာထောက်အောင်မို့ညီကိုရင်းမောင်မရင်းဖြစ်နေတယ်စီ။ sorry ပဲအမှန်တရားအမှန်တရားပဲ။နောက်ခုရှိသေးတယ်။မင်းတို့ပြောလိုက်ရင်ဒီမို့ဒီမိုကရေစီကဘာဖြစ်တယ်ညာဖြစ်တယ်။ဟာဒီကလားလေဒီမိုကရေစီကျင့်သုံးနေတာမဟုတ်ဘူး။အဲ့ကောင်ပြောစကားမင်းတို့ပြောလိုက်လူဝင်ရတော့ အဲ့ဒီလူ့ခွင့်ရေးတွေဒီမိုကရေစီတွေကျင့်သုံးနေတဲ့ခေတ်မဟုတ်ဘူးเนาะပေါ်လာရင်လောက်နေတဲ့ခေတ်မင်းဦးမင်းစော်ငါဦးငါစော်တဲ့ခေတ်เนาะအဲ့ဒီဒီမိုကရေစီတွေလူ့ခွင့်ရေးတွေကိုလိုချင်လို့ပါစက်နဲ့တောင်းတာမရလို့လက်နက်ကန်ပြီးတောင်းနေတာတိုက်နေတဲ့ခေတ်တိုက်ပွဲဝင်နေတဲ့ခေတ်ဒီမိုကရေစီစကားလာမလို့နဲ့ဒီချိန်မှာเนาะလူ့ခွင့်ရေးစကားလာမပြောနဲ့မင်းတို့ဘက်ကအဲ့ဒီစကားကြီးကြောမယ်ဆိုရင်မင်းတို့မဲ့လေစစ်ခွဲတွေကိုအရင်တွားပြောဒီမိုကရေစီတွေလူ့ခွင့်ရေးတွေတွားပြော ိုဘက်ကဒီမိုကရေစီလူ့ခွင့်ရေးတွေကျင့်သုံးပြီးတော့တော်လှန်ရေးကိုပြန်ဗရယ်ဆိုင်လာလို့ရှိရင်ငါတို့ဘက်ကလည်းဒီမိုကရေစီလူ့ခွင့်ရေးတွေစံကျင်းစံနှုံးတဲ့အနေဗရယ်ပြန်ဆိုင်ပေးမယ်နော်အဲ့တော့တခါကြရင်လေဟိုလူမင်းကြိုက်ပြီးလောက်ပြီးတော့အင်းအားနေကွဲအောင်လုပ်နေတာမင်းတို့တွေကယူဖို့ကောင်းတယ်ကွာနော်တမန်ပဲပြောချင်တယ်ဟိုဝင်နေပြလို့ပြောလာမဟုတ်တယ်ပြောလာမကျင်တဲ့လဲလေနော်အဲ့တပ်အောက်စုမှာဝင်နေတဲ့စောက်ဖောင်းတူနေတဲ့ကောင်တွေဒါတဲ့ပြောလာမင်းတို့လောက်ရက်ကတော်လန်ရေးကိုဖျက်ဆီးပြနေတာအတူတူပဲအဲ့တော့မင်းတို့ဟာဒီတော်လန်ရေးမှာရန်တူတဲ့ပို့တောက်ဖို့ကောင်းတဲ့အောက်တန်းစားနေတယ်နော်တဲ့ပြောလာမကျင်တဲ့လဲလေ